အားလုံးကိုယေရှုခရစ်တော်နာမ၌မင်္ဂလာပါလို့နှုတ်ခွန်းဆက်သပါရစေ။ဒီနေ့မှာကျမတို့အတူတကွာလေးလာဆင်ခြင်ရမယ့်ခေါင်းစဉ်ကတော့လူတော်လူကောင်းနဲ့သစ္စာရှိသူဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါရစေ။ ကျွန်တော်တို့လောကမှာလူတွေအမျိုးမျိုးနဲ့ရင်ဆိုင်တွေ့ကြုံရတယ်။လူတွေရဲ့စိတ်ထားအမျိုးမျိုး၊လူတွေရဲ့အရေးအချင်းမျိုးမျိုး၊လူတွေရဲ့ဇယိုက်သဘာဝအမျိုးမျိုးနဲ့ကျွန်တော်တို့ရင်ဆိုင်ကြုံတွေ့ရတယ်။နော်ကိုကိုတိုင်းလည်းအဲ့လိုမျိုးဇယိုက်သဘာဝမျိုးစုံထဲကနေတော့တစ်ခုခုဖြစ်နေတတ်တယ်ပေါ့နော်။ဥပမာ တော်တဲ့လူလား၊ဒါမှမဟုတ်လို့ရှင်ကောင်းတဲ့လူလား ဒါမှမဟုတ်လို့ရှင်သစ္စာရှိတဲ့လူလားပေါ့နော်ဆိုတော့ဒီ၃မျိုးကိုကျွန်တော်ကြည့်တဲ့အခါမှာဒီအရာတွေကအရေးချင်းမတူကြဘူးတချို့ကအာအာလူတော်လူကောင်းသစ္စာရှိတဲ့လူကတပုံစံတယ်လို့ထင်ကြတယ်ပေါ့နော်အာတကယ်တကယ်တော့ကျွန်တော်စဉ်းစားကြည့်မယ်ဆိုရင်အဲ့ဒီအရေးချင်းနေရာမတူဘူးဖြစ်တယ်ပေါ့နော်ဥပမာလူတော်တယောက်ကိုကြည့်ကြည့်ပါပေါ့နော်တော်တဲ့လူတယောက်ဟာသူက အာပညာရည်ချင်းတစ်ခုခုမှာပညာရက်တစ်ခုခုမှာပေါ့နော်သူကထူးချွန်ထက်မြက်တဲ့လူဖြစ်နိုင်တယ်။နောက်ဥပမာသူကအာပုံဆွဲတော်တာလား။ဒါမို့လို့ရှင်သူကအဲကွန်ပျူတာဘိုင်းမှာသူကကျွမ်းကျင်တာလား။ဒါမို့လို့ရှင်သူကနော်အလူမှုဆက်ဆံရေးအပေါင်းအသင်းကိစ္စမှာသူကတော်သလားပေါ့နော်။ဆိုတော့တော်တဲ့နေရာတွေရှိတယ်။နော်တော်တဲ့လူတိုင်းဟာလူကောင်းဖြစ်လားဆိုလို့ရှင်လူကောင်းမဟုတ်ဘူး။တော်တာတော့တော်တယ်ဒါပေမဲ့မကောင်းနေဘူး။ ော်ဘယ်လိုမျိုးလဲဆိုတော့ဥပမာသူကကွန်ပျူတာဘိုင်းမှာအရန်ကျွမ်းတယ်ပေါ့နော်ကွန်ပျူတာဘိုင်းနဲ့ပတ်သက်လို့ရှိရင်သူ့ကိုအကုန်လုံးအားကိုးရတယ်အရန်တော်တယ်နော် software ပဲရေးမှာလားစာစီစာရိုက်ပဲလား design ပဲလားဟိုစသဖြင့်ပေါ့နော်ကွန်ပျူတာနဲ့ပတ်သက်လို့ရှိရင်သူ့ကိုအရန်စိတ်ချရတယ်အရန်အားကိုးရတယ်သူဟာအရန်တော်တဲ့လူတစ်ယောက်ဖြစ်တယ်ပေါ့နော်ဒါပေမဲ့သူ့ရဲ့အကျင့်စရိတ်တာကကောင်းလားဆိုတော့ကောင်းချင်မှကောင်းပါ နော်ဘလို့ပြောရမလဲဆိုရင်ဥမာသူကနော်အာရုံးချင်ကူလဲမှအောင်မလာတာမျိုးနော်ပြီးလို့ရှိရင်အာပြက်ရက်တွေအရန်များတာမျိုးနော်တခုခုဆိုရင်အကြောင်းပြရတယ်နော်သူကအရန်တော်လွန်းလို့သာဒီကုမ္ပဏီကပြောရမယ်ဆိုသူ့ကိုအာသူထွက်သွားမှဆိုးလို့ပေါ့နော်သူရဲ့မကောင်းတဲ့ကိစ္စတွေရှိပေမဲ့မပြောဘဲနဲ့ဟာလာသူ့ကိုလွှတ်ထားပေးရတာမျိုးရှိကောင်းရှိနိုင်တယ်ပေါ့နော်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ဘာတွေ့ရလဲဆိုတော့ တော်တဲ့လူတိုင်းဟာကောင်းတာမဟုတ်ဘူးဆိုတော့ကိုကျွန်တော်နားလည်ရတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးပဲကောင်းတဲ့လူတွေကကြတော့တော်လာဆိုတော့နော်တချို့လူတွေကအာတော်တော့မတော်ဘူးနော်ပြောလို့ရှိရင်နည်းလေးရိုးရိုးအားအားကလေးနဲ့ပေါ့နော်ဒါပေမဲ့သူတို့ကကောင်းတယ်ကောင်းတယ်ဆိုတော့ဘယ်လိုမျိုးကောင်းလဲဆိုတော့အာတစ်ဖက်သားကသူတို့ကိုမကောင်းပြောမယ်ဆိုလို့ရှိရင်လည်းတီးခံပေးတာမျိုး အာလူတွေကြားထဲမှာသူတို့ဝင်မဆက်ဘူးဆိုလို့ရှိရင်လည်းပြုံပြုံလေးနဲ့ပဲပေါ့နော်အေးအေးဆေးဆေးနဲ့သူတို့တီးခံပေးတတ်တယ်ပေါ့နော်သူတို့ကြီးလိုက်လို့ရှိရင်အေးအေးလေးနဲ့ပေါ့နော် ကောင်းမွန်တဲ့အမှုချက်နေရှိတဲ့အာတစ်ဖက်သားပေါ်မှာသူတို့ပြောမယ်ဆိုရင်အာလေးစားမှုပေးတတ်တယ်ချစ်ခင်ပေးတတ်တယ်ချင်တာပေးတတ်တယ်ပေါ့နော်စသဖြင့်အဲ့လိုအမှုချက်နေရှိတယ်ဆိုရင်ကျွန်တော်တို့ကသူတို့ကိုကောင်းတယ်လို့သတ်မှတ်တယ်နော်အာတချို့လေဆိုလို့ရှိရင်အာကိုယ့်အပေါ်မှာနော်ဒီလူတယောက်ကောင်းတယ်ဆိုလို့ရှိရင်အရင်မဲ့သဘောကြရတယ်ပေါ့နော်အာဒီ လူတယောက်ကတခြားလူပေါ်မှာတော့ဒါမျိုးဖြစ်ရင်ဖြစ်မယ်ဒါပေမဲ့ तू ကငါ့အပေါ်မှာတော့အရန်ကောင်းတာဆိုတာမျိုးပေါ့နော်လူတွေကကိုယ့်အပေါ်မှာကောင်းပြီဆိုလို့ရှိရင်အဲ့ဒီလူကိုဇုံလုံးကမ်းပြီးယုံတတ်ကြတယ်ပေါ့နော်ဆိုတော့အဲ့ဒီအတွက်ကြောင့်လည်းအာဘာဖြစ်လာလဲဆိုတော့လူယုံအနေနဲ့ခံထားတယ်အော်ကောင်းတဲ့လူပဲအဲ့ဒီလူကငါ့အပေါ်မှာတော့ဘယ်တော့မှသစ္စာမဖောက်လောက်ပါဘူးလေဆိုပြီးတော့ပေါ့နော်အာကျွန်တော်တို့ဘာလုပ်တတ်လဲဆိုတော့မျက်စိမိပ်ပြီးယုံတတ်တယ်ဒါပေမဲ့အဲ့ဒီကောင်းတဲ့လူတိုင်းကရောနော်အဆုံးတိုင်းကိုသစ္စာရှိနိုင်တာလားနော်ကောင်းတဲ့လူတွေကလည်းနော်အာ ကောင်းတယ်လို့ထင်ရတယ်ပေါ့နော်အဲ့လိုလူတွေကလည်းဘယ်လိုမျိုးဖြစ်တတ်လဲဆိုလို့ရှင်သူတို့ရဲ့အကျိုးကိစ္စတစ်ခုချောင်းမို့လို့ကို့အပေါ်မှာကောင်းပေးနေတာမျိုးလည်းဖြစ်နိုင်တာပဲဥမာကိုကပေါ့နော်သူ့ရဲ့အလုပ်ရှင်ဖြစ်လို့မို့လို့သူကကို့အပေါ်မှာကောင်းပေးတာမျိုး အာပြီးတော့ကိုကပေါ့နော်သူရဲ့အလုပ်ရှင်ဖြစ်တဲ့အခါမှာကို့အပေါ်မှာမိခိုနေရတာမို့လို့သူကကို့အပေါ်မှာကောင်းပေးတာမျိုးလည်းဖြစ်နိုင်တာပဲပေါ့နော်ဆိုတော့ကျမတို့ကအပေါ်ယံပေါ့နော် ကောင်းတယ်ဆိုတာကိုကြည်ပြီးတော့မှအာယုံလို့မရဘူးเนาะဆိုတော့ကျမတို့ဒီလူတော်ဖြစ်ဖို့လည်းမလွယ်သလိုလူကောင်းဖြစ်ဖို့လည်းမလွယ်เนาะကျမတို့ကအာကောင်းတာပဲဖြစ်ပါစေတော်တာပဲဖြစ်ပါစေเนาะလူရဲ့အမြင်နဲ့ကြည်ပြီးတော့မှစံနှုန်းတစ်ခုနဲ့ပေါ့နော်ဟာဒီလူကတော့မစိုးဘူးပေါ့နော်ကောင်းလဲကောင်းတယ်တော်လဲတော်တယ်ပေါ့နော်စသဖြင့်ကျမတို့သတ်မှတ်ကြတယ်ဒါပေ ေမဲ့တကယ်တကယ်ရန်ကြတော့အရေးကြီးဆုံးဟာလူတယောက်မှာအရေးကြီးဆုံးဟာဘာလဲဆိုတော့သစ္စာတရားဖြစ်တယ်။သစ္စာရှိတဲ့လူဖြစ်ဖို့အရေးကြီးတယ်။ဘုရားသခင်ကလည်းကျမတို့ကိုအဲ့လိုမျိုးသစ္စာရှိတဲ့လူဖြစ်စေချင်တယ်။အဲ့ဒီအတွက်လည်းသူကပေါ့နော်အာရန်ကိုဖန်ဆင်းပြီးတဲ့အခါမှာဒီအပင်အသီးကိုမစားရဘူးလို့ပြညတ်တယ်။နော်ဒီအခါမှာအာရန်ကကောင်းသည်ဖြစ်စေတော်သည်ဖြစ်စေဒါမှမဟုတ်အာရန်ကောင်းလည်းမကောင်းတော်လည်းမတော်ဘူးကိစ္စမရှိဘူး။ဘုရားခင်လိုချင်တာကဘာလဲဆိုတော့သစ္စာရှိမှုကိုလိုချင်တာ။ ဒါကြောင့်ကျမတို့လူသားတွေရဲ့အမြင့်ဆုံးပန်းနိုင်ပေါ့နော်ကျမတို့ထားရမယ့်ရည်ရွယ်ချက်ဟာဘာလဲဆိုရင်ကျမတို့သစ္စာရှိတဲ့သူဖြစ်ဖို့အရေးကြီးတယ်။နော်ဒီနေ့မှာသစ္စာရှိတဲ့သူကိုရှာဖွေဖို့ရန်အတွက်ခက်ခဲတယ်။သစ္စာရှိတဲ့လူအင်မတန်မှရှာတယ်။ နော်ကျမတို့ကိုဘုရားသခင်ကသစ္စာရှိတဲ့လူဖြစ်စေခြင်းနဲ့သစ္စာရှိတဲ့အခါမှာချုပ်တော်သူတွေလည်းသစ္စာရှိကြရတယ်။ဒါပေမဲ့အဆုံးတိုင်အောင်သစ္စာရှိလားဆိုရင်အဆုံးတိုင်အောင်သစ္စာမရှိကြဘူး။အချိန်တိုင်းတာတစ်ခုထိပဲသစ္စာရှိတတ်ကြရတယ်။နော်အဲ့ဒီအတွက်ကျွန်တော်ဒီနေ့မှာရွေးချယ်ရမှာကသင်ဒီတော်သည်ဖြစ်စေကောင်းသည်ဖြစ်စေသို့မဟုတ်တော်လည်းမတော်ဘူးကောင်းလည်းမကောင်းဘူးဖြစ်ပါစေပေါ့နော်။သင်ဒီနေ့မှာလုံရမယ့်အရာရွေးချယ်ရမယ့်အရာကသစ္စာရှိမှုမှာတော့ငါကလုံးဝအဆုံးတိုင်အောင်သစ္စာရှိတဲ့လူဖြစ်မယ်ဆိုပြီးတော့မှရွေးချယ်ဖို့လိုအပ်တယ်။ ဆိုတော့သစ္စာရှိတဲ့အရာကရွေးချယ်ရတာဟုတ်တယ်။နော်သစ္စာရှိဖို့ကိုကြတော့ အာကျမတို့ကသင်ယူပေးလို့မရဘူးเนาะသင်ပေးလို့မရဘူးပြီးတော့လှုပ်ယူလို့မရဘူးကျမတို့ရွေးချယ်ရတာဖြစ်တယ်အဲ့ဒါနေ့ရက်တိုင်းမှာငါဟာသစ္စာရှိမှလားသစ္စာမရှိဘူးလားဆိုတဲ့အရာရွေးချယ်ရတာเนาะကျမတို့ကိုဘုရားသခင်ကအာသစ္စာရှိဖို့ရန်အတွက်အာအလိုတော်ရှိတဲ့အခါမှာကျမတို့သစ္စာရှိတဲ့လူအနေနဲ့အထူးသဖြင့်တော့အဆုံးတိုင်အောင်သစ္စာရှိတဲ့လူအနေနဲ့ဖြစ်ဖို့ဆိုရင်ကျမတို့ဘာလုပ်ရမှာလဲဆိုရင် ကျမတို့စီမှာမေတ္တာရှိဖို့အရေးကြီးတယ်ဘာကြောင့်မလို့လဲမေတ္တာဟာဖောက်ပြန်ခြင်းသဘောနဲ့အစဉ်ကင်းလွတ်တယ် ။နော်ဒီနေ့ကျွန်တော်တို့ဘုရားသခင်ကိုကြည်ပါဘုရားသခင်ဟာသစ္စာတည်တော်ဘုရားဖြစ်တယ်။နော်သူဟာသစ္စာတော်ကြီးမြတ်တယ်။နော်သူ့ရဲ့သစ္စာတော်ကတကယ်ကိုပဲကျွန်တော်တို့အပေါ်မှာလွှမ်းမိုးထားတယ်။နော်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ကသူ့ရဲ့သားသမီးဖြစ်တဲ့အခါမှာကျွန်တော်တို့စီမှာသစ္စာရှိဖို့အရေးကြီးတယ်။ဆိုတော့အဲ့လိုသစ္စာရှိရလူဖြစ်ဖို့ဆိုရင်ကျွန်တော်ခုနပြောလို့ပဲကျွန်တော်တို့စီမှာအရင်ဆုံးရှိရမှာကမေတ္တာ။ ဆိုတော့ဘာဖြစ်လို့မလို့မေတ္တာကလိုအပ်တာလဲဆိုလို့ရှင်မေတ္တာဟာကိုယ့်အကျိုးပြည့်ရရင်တောင်မှပဲနော်တစ်ဖက်သားပေါ်မှာသူကအနစ်နာခံပေးတဲ့သဘောမျိုးရှိတယ်။နော်ဥပမာကျွန်တော်ဒီယေရှုဖုရားပြောတဲ့ဥပမာတွေကငယ်သား၃ယောက်ဥပမာတွေကပေါ့နော်ဒီသစ္စာရှိတဲ့သာသူသစ္စာရှိသောငယ်သားကောင်လို့ချီးကျူးခံရတဲ့ဒီ၂ယောက်ကိုကြည့်တဲ့အခါမှာသူတို့စီမှာဒီသဘောတရားတွေတွေ့ရတယ်ပေါ့နော်။ဘာလဲဆိုတော့သူတို့ဟာတကူကောင်းမဆန်ဘူး။နော်သခင်ရဲ့စိတ်သဘောကိုအမှန်နားလည်ပြီးတော့မှ သူတို့အကျိုးရှုံးရရင်တောင်မှသခင်အတွက်သူတို့ပေးဆက်ရတယ်။နော်အဲ့ဒါကသူတို့ရဲ့မြင့်တာပဲ။သခင်အပေါ်မှာသူတို့ထားရတဲ့မြင့်တာပဲ။နော်အဲ့ဒါကသစ္စာရှိတဲ့သူဖြစ်သွားစေတာပေါ့နော်။ဆိုတော့သခင်ရဲ့တိုးပွားခြင်းဟာငါရဲ့တိုးပွားခြင်းပဲပေါ့နော်။အဲ့လိုမျိုးသူတို့မှတ်ယူတယ်။အဲ့ဒီအတွက်သူတို့ကိုပေးထားတယ်။နော်အရင်အနည်းရောသူတို့အားထုတ်ပြီးတော့မှလှုပ်ဆောင်လို့ရလာတဲ့အတိုးရောအကုန်လုံးကိုသခင်စီပြန်အပ်ရတယ်။ဒါဟာသူတို့ရဲ့သခင်ပေါ်မှာထားတဲ့မြစ်တာပဲ။ဒီနေ့အဖြစ်သခင်ပေါ်မှာတစ္ဆာမဖောက်ခြင်းလည်းဟုတ်တယ်။ တခင်ကတော့သူတို့စီကနေအရင်ကအတိုးကယူတဲ့ခါမှာတခင်ကအမျက်ကြီးစားတယ်ဆိုပြီးမှတခင်ကိုအဲ့လိုမျိုးမမြင်ဘူးတခင်အပေါ်မှာသူတို့ကပုံကန်တဲ့အရာလုံးဝမလုပ်ဘူးတခင်အပေါ်မှာယူသေးလေးစားခြင်းရှိတယ်ပြောရရင်တခင်ကိုသူတို့ချစ်မြတ်နိုးပေးတယ်အဲ့ဒီအတွက်ကြောင့်တခင်ကလည်းသူတို့ကိုဘာပြန်ပေးလဲဆိုလို့ရှင်သူနဲ့အတူစီးစိမ်ကိုဝင်စားရတဲ့အခွင့်ကိုပြန်ပေးတယ်တော့တာလူသစ္စာရှိသောငယ်သားကောင်းဆိုပြီးချီးကျူးတော်ခံရတယ်နော်ဒါကြောင့်ဒီနေ့မှာကျမတို့အာကြည့်ရမှာက တော်တော်များများကကောင်းတဲ့လူအနေနဲ့နေတာကဘာလဲဆိုတော့ကို့အချိုးကိုမျောကိုးပြီးမှနေတာအဲ့ဒါရေရှည်မခံဘူးသစ္စာရှိတဲ့လူတွေလည်းအဲ့လိုမျိုးပဲနော်ကိုကသစ္စာရှိနိုင်တဲ့အတိုင်းဒါဆိုရှိအဆုံးအထိတိုင်းသစ္စာမရှိနိုင်ဘူးဘယ်အချိန်ထိပဲသစ္စာရှိလဲဆိုလို့ရှိရင်ဒီတခင်ကငါ့အပေါ်မှာကောင်းနေသေးရင်ငါလည်းဒီတခင်အပေါ်မှာသစ္စာရှိမယ်ဆိုပြီးတော့အဲ့လောက်မျိုးပဲလူတွေကသစ္စာရှိနိုင်တယ်နော်ပြောချင်တာကဘာလဲဆိုတော့အဆုံးတိုင်အောင်သစ္စာမရှိကြဘူးဒီနေ့ကျွန်တော်ယောဘကိုကြည့်ကြည့် သူသစ္စာရှိတယ်ဆိုတဲ့အရာကတဲ့ဘုရားသခင်ကောင်းကြီးပေးထားလို့ပါဆိုပြီးမှယန္တူကအဲ့လိုမြင်တာဒါပေမဲ့ဘုရားသခင်ကမဟုတ်ဘူးယောဘဟာငါ့အပေါ်မှာအမှန်တကယ်သစ္စာရှိတယ်ဆိုတာဘုရားသခင်ကသိတယ်။ဒါကြောင့်မလို့ယောဘဟာအစစ်ဆေးခံတယ်။ဒီနေ့ကျွန်တော်တို့လည်းဘုရားသခင်ကကျွန်တော်တို့အဲ့လိုမျိုးပဲစစ်ဆေးလိုက်မယ်။ကျွန်တော်တို့ဟာသစ္စာရှိရဲ့လူဟုတ်လားမဟုတ်လားဆိုတာဘုရားသခင်ကနီးမျိုးစုံနဲ့စစ်နေမှာပဲ။နောက်တစ်ချိန်ကျတော့ရှင်ကျွန်တော်တို့ကိုပေါ့နော်ယေရှုခရစ်တော်ကိုမင်းမကိုးကွယ်ရဘူး။ အဲ့မင်းအသက်လွတ်ချင်လို့ရှင်ယေရှုခရစ်တော်ကိုမင်းယုံကြည်လက်ခံတဲ့အရာကိုဆွန့်လွတ်လို့ပြောလို့ရှင်ကျွန်တော်တို့ကဆွန့်လွတ်နိုင်ပါလားအဆုံးတိုင်အောင်ဟာလာကိုအသက်သေးမှာဆိုးလို့ယေရှုခရစ်တော်ကမကိုးကွယ်တော့ဘူးဆိုပြီးတော့မှအဲ့လိုမျိုးညင်းပယ်တဲ့လူဖြစ်သွားမှာလားဒီအရာမျိုးကမကြုံလာရဘူးလို့ပြောလို့မရဘူးပေါ့နော်ကျွန်တော်တို့ကြိုတင်ပြီးတော့မှကိုယ့်ကိုယ်ကိုစမ်းစစ်ထားဖို့လိုအပ်တယ်နော်ဆိုတော့ကျမတို့တွေအဆုံးတိုင်ကိုသစ္စာရှိဖို့လိုအပ်တယ်ဒီနေ့ဘုရားသခင်ကျမတို့ကိုရှာနေတာကတော်တဲ့လူကောင်းတဲ့လူဆိုတာထက်သစ္စာရှိတဲ့လူကိုဘုရားသခင်လိုချင်တယ် ဲ့လိုအဆုံးတိုင်သစ္စာရှိတဲ့လူမသာလင်သိုးတငယ်နဲ့အတူတူမျိုးထဲမှာဝမ်းမြောက်ပျော်ရွှင်စွာဖြင့်အောင်ပွဲကိုခံခွင့်ရမှာဖြစ်တဲ့ဒီနေ့ကျမတို့ကတော့အသက်လွတ်ယုံကလေးမှာပဲကျမတို့ပျော်ရွှင်ကျေနပ်နေတယ်အဲ့တော့အဆုံးတိုင်သစ္စာရှိဖို့ရင်တော့မရွေးချယ်ဘူးဘုရားသခင်ရဲ့မိမ့်မာချက်စကားတွေပေါ်မှာကျမတို့သစ္စာရှိရှိနဲ့နာခံလိုက်လျှောက်ခြင်းမရှိဘူးဆိုလို့ရှိရင်အဲ့ဒီလူတွေကိုတချိန်ကြာလို့ရှိရင်ဘုရားသခင်ကစီရင်လိမ့်မယ်တော့တာလူသစ္စာရှိသောငယ်သားကောင်းဆိုလို့ရှိရင်သခင်နဲ့တူစီစဉ်ကိုဝင်စားရတဲ့အခွင့်ရှိမယ် သစ္စာမရှိဘူးဆိုရင်တော့စိုးညစ်ပြင်းရတဲ့ငယ်သားဆိုပြီးတော့မှအပြင်ကိုနှင်ထုတ်ခြင်းခံရမှာဖြစ်တယ်။နောက်ဒီနေ့မှာကျွန်တော်တို့တွေဘာကိုပဲလုပ်လို့သစ္စာရှိဖို့အရေးကြီးတယ်။เนาะအဲ့ဒီအတွက်ကျွန်တော်တို့ကဖျားသခင်ပေါ်မှာစစ်မှန်တဲ့မေတ္တာနဲ့ချစ်ဖို့လိုအပ်တယ်။เนาะမေတ္တာဟာဖောက်ပြန်ခြင်းသဘောနဲ့အစဉ်ကင်းလွတ်တာဖြစ်တဲ့အတွက်စစ်မှန်တဲ့မေတ္တာကသာလေအဆုံးတိုင်အောင်သစ္စာရှိစေဖို့ရန်အတွက်ဆွဲခေါ်သွားမှာဖြစ်တယ်။ဒီနေ့မှာကိုယ့်အကျိုးရလို့ဒါသစ္စာရှိနေတယ်ဆိုရင်တော့အဲ့ဒီသစ္စာရှိမှုဟာရေရှည်မခံမှုအဆုံးတိုင် အောင်မတည်ကြည့်ဘူးဖြစ်တယ်။နောက်ဒီနေ့မှာစစ်မှန်စွာတစ္ဆာရှိပြီးတော့မှအဆုံးတိုင်ကိုတစ္ဆာရှိဖို့ဆိုလို့ရှိရင်ကျမတို့ဘုရားသခင်ပေါ်မှာစစ်မှန်တဲ့မေတ္တာနဲ့ခြေရမယ်။ မြင်ရတဲ့ညီကိုမောင်နှမအချင်းချင်းတွေပေါ်မှာလည်းကျမတို့စစ်မှန်တဲ့မြစ်တာနဲ့သူတို့ကိုပြုမှုဆက်ဆံပေးရမှာဖြစ်တယ်။ဒါအဲ့ဒီစစ်မှန်တဲ့မြစ်တာရှိမှတာလည်းကျမတို့ကသစ္စာရှိတဲ့လူဖြစ်မှာဖြစ်တယ်။အဲဒီနေ့မှာအဆုံးတိုင်သစ္စာရှိဖို့ရန်အတွက်မိမိအထဲထဲမှာမြစ်တာရှိဖို့ရွေးချယ်ပါ။ဘုရားသခင်မြစ်တာကိုခံယူပြီးတော့မှအဆုံးတိုင်သစ္စာရှိတဲ့သူတွေဖြစ်ပါလို့အားပေးတိုက်တွန်းလိုက်ရပါတယ်။ဒီတကွာဆူတောင်းရအောင်။ဖဖျားခင်ကိုရောကူယေရှုတင်တယ်။ ကျွန်ုပ်စီမှာစစ်မှန်တဲ့မြေတားမရှိတဲ့အတွက်သစ္စာလည်းမရှိနိုင်မှုဖြစ်ကြောင်းဒီနေ့မှသိမှတ်ရတာဖြစ်လို့ယေရှုတော်ကိုချီးမွမ်းတယ်။ကျွန်ုပ်ဒီဒီနေ့မှကိုရော့ဖျားစီကနေစစ်မှန်တဲ့မြေတားကိုခံယူပါပြီ။ကိုရော့ဖျားကျွန်ုပ်ကိုပေးသောမြေတားကိုအမိပြုပြီးတော့မှကျွန်ုပ်ဒီအဆုံးတိုင်အောင်သစ္စာရှိတော်သူဖြစ်ဖို့ရန်အတွက်အကြိုးစားလှုပ်ဆောင်ပါမယ်။ဖျားခင်ဒီနေ့မှကျွန်ုပ်ကိုစစ်မှန်စွာဖြင့်သစ္စာရှိနိုင်တော်သူဖြစ်စေဖို့အဆုံးတိုင်အောင်သစ္စာရှိတော်သူဖြစ်စေဖို့ရန်အတွက်တုံတန်းလို့ယေရှုတော်ကိုချီးမွမ်းတယ်။ဒီနေ့မှကိုအကျိုးပြရသည့်တိုင်အောင်မိမိရဲ့အကျိုးကိုမမျှော်ကိုးဘဲနဲ့တခင် ဲ့အကျိုးကိုမျှော်ကိုးတော်သူသူတစ်ပါးပေါ်မှာစစ်မှန်စွာဖြင့်မေတ္တာထားနိုင်တော်သူအဖြစ်ကျွန်ုပ်ယက်တီလိုပါတယ်ထိုမေတ္တာကနေသစဉ်ကျွန်ုပ်သည်စစ်မှန်စွာဖြင့်အဆုံးတိုင်သစ္စာရှိတော်သူဖြစ်မှာဖြစ်လို့လေယေရှုတော်ကိုချီးမွမ်းနေကျွန်ုပ်ကိုဆက်လက်၍ဆွဲခေါ်တော်သင်လန်းပြပါအသက်တာနဲ့ကျွန်ုပ်ရဲ့စိတ်ဝိညာဉ်အားလုံးကိုလက်တော်ထဲမှာဆက်ကပ်အနံပါတယ်ယေရှုတော်ကိုချီးမွမ်း၍ယေရှုဖျားနာမောင်မြပြည့်ပြည့်ဆုတောင်းပါ၏အာမင်